ဲ့မင်္ဂလာပါအတူတူဆင်ရှင်နိုင်ဖို့ရန်ရွေးချယ်ထားတဲ့ကြမ်းပိတ်လေးကိုဖတ်ရှုလိုပါတယ်တိမိုသေဩဝါဒစာဒုတိယဆောင်အခန်းကြီး၄အငယ်၆နဲ့ခွန်အကြောင်းမူကားငါ့ကိုရစ်ပေါ်မှာလောင်ရသောအချိန်ရှိပြီးစုတရသောအချိန်ရောက်လေပြီးကောင်းစွာသော တိုက်လံခြင်းကိုငါပြုပြီးပြည့်ရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီးယုံကြည်ခြင်းတရားကိုစောင့်ရှောက်ပြီးဆိုတဲ့နှုတ်ကပတ်တော်အဖြစ် အသက်တာကိုဆင်ကျင်နိုင်ဖို့ခေါ်ဖိတ်ရှင်တယ်ဒေသနာရဲ့ခေါင်းစဉ်ကိုတော့ဆင်ကျင်ပြီးပြင်ဆင်ပါဆိုပြီးတော့ပေးထားတာဖြစ်ပါတယ်ဒီကြမဲ့လေးဒီတမန်တော်ရှင်ဖို့လူအဖျင် သူ့ရဲ့ဝိညာဉ်သားတစ်ပည့်ဖြစ်တဲ့တိမောတေလေးကို သူ့ကိုဖျားစေခိုင်းတဲ့အမှုရာကို အောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့ပြီးဖျားပေးမဲ့ဆုလက်တရဖူအတွက် မျော်လင့်နေခြင်းအကြောင်းအရာကိုသူ့ရဲ့နောက်ဆုံးအချိန်လေးမှာမှာကြားတုံတင်ခဲ့တာဖြစ်တယ် တမန်တော်ရှင်ဘောလူရဲ့နောက်ဆုံးတုံတင်ခဲ့တဲ့အကြောင်းအရာလေးတည်တိမောတေအတွက်အတူယူစရာဖြစ်သလိုကျွန်ုပ်တို့ယုံကြည်သူများအတွက်လည်းအတူယူစရာခွန်အားယူစရာတည်ဆောက်စရာဖြစ်စေတာဖြစ်တယ်။ဒီကြမဲ့လေးမှာအချက်၃ချက် တွေ့ရမှာဖြစ်တယ်။ပထမ အချက်ကတော့ကောင်းစွာသော တိုက်လှန်ခြင်းကို ပြုပြီးဆိုတဲ့အကြောင်းအရာလေးကို စင်စင်ကြည့်တဲ့အခါတိုက်လှန်ခြင်းဆိုတာဘာကိုပြောတယ်လဲဆိုရင် တမန်တရားကိုစီတာနှောက်ချက်တဲ့အရာတွေတမန်တရားကိုမှောက်လန်တဲ့သူတွေကိုတမန်တရားဘက်ကမမမမရက်ဒီပြီးတိုက်လန့်ခြင်းကိုဆိုလိုခြင်းဖြစ်တယ်ဒီเจ้าညာလေးကို ကြည်ချင်းအဖြစ်တမန်တရားဒီခေအဆက်ဆက်ကနေတိုက်ခိုက်ခံနေရတာဖြစ်တယ်ဒီကနေ့နောက်ဆုံးသောအချိန်ကာလကိုရောက်လာတဲ့အခါအဲ့ဒီတိုက်ခိုက်မှုဒီအမြင့်ဆုံးသောအရှင်တွေကိုရောက်ရှိနေပြီဖြစ်တဲ့အတွက်ယုံကြည်သူများ အထူးတတိပြုဆင်ခြင်ရမှာဖြစ်တယ်။မှားရသောဩဝါဒတွေများပြားလာပြီးတမန်တရားကနေလွဲလျော်တတ်အောင်လှုပ်ဆောင်နေကြတာဖြစ်တယ်။ဒါကြောင့်ကျွန်ုပ်တို့ယုံကြည်သူများအဲ့ဒီမှားရတဲ့ဩဝါဒတွေနောက်ကို လိုက်မပါဘဲတမန်တရားပဲမှမမမမယက်တည်ပြီးတမန်တော်ရှင်ဖို့လူကဲ့သို့ကောင်းစွာတိုက်လံခြင်းကို ပြုနိုင်ဖို့ရန်ဖျားအလိုရှိတာဖြစ်တယ်။ဒါကြောင့်ကျွန်ုပ်တို့ယုံကြည်သူများသည် စိတ်မှန်သောတမန်တရားဖက်၌ယက်တည်နေသလားဆိုတာပြန်လည်ဆန့်စစ်အသက်ရှင်ရမှာဖြစ်တယ်။မှားယွင်းသောဩဝါဒဆံရာအဖွဲ့အစည်းများသည်ယနေ့ယုံကြည်သူ အမှုတော်ဆောင်များကို လောကရဲ့တတ်မဲ့ဆရာတွေငွေကြေးပိုင်းဆံရာအဖြစ်တော်၎င်းအယိတ်အရာအဖြစ်တော်၎င်းနီလန်မျိုးစုံအတုံးပြူကဖျားယောင်တွေးဆောင်နေကြတာဖြစ်တယ်။ဒါကြောင့်ဒီအချိန်ကာလမှာတမာတတိရှိစွာနဲ့ အသက်ရှင်ရှောင်းလန့်ရမှာဖြစ်တယ်။ဒုတိယအချက်အနေနဲ့ပြည့်ရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီဆိုတဲ့အကြောင်းအရာလေးမှာတမန်တော်ရှင်ပေါလုကသူ့ပေါ်မှာဖျားပေးတဲ့ရည်ရွယ်ချက် အလူတော်နဲ့အကြံစီကိုသိမြင်တာကြောင့်သူ့မှာဖျားပေးတဲ့ယူပါယုံပန်းတိုင်ရှိနေတာဖြစ်တယ်။အဲ့ဒီပန်းတိုင်ကိုရောက်ရှိဖို့ရန်အဆုံးတိုင်အောင်လှုပ်ဆောင်ခဲ့ပြီဆိုတဲ့အကြောင်းကိုတုံတင်နေတာဖြစ်တယ်။ဒီအချက်လေးကိုကြည့်ခြင်းအပြင် ဖျားသခင်ရဲ့အလူတော်နဲ့အကြံစီအကြံစီသည်အရောက်စီတိုင်းမှာရှိနေတယ်ဆိုတာ နားလည်ရတယ်။ဒါကြောင့်ကျွန်ုပ်တို့ယုံကြည်သူများ အသက်တာမှာဖျားရွေးကောက်ခြင်းရဲ့ရည်ရွယ်ချက်ရွေးနှုတ်ခြင်းရဲ့ရည်ရွယ်ချက်ကိုတိတိကျကျသိရှိမှသာလျှင်ကျွန်ုပ်တို့ရဲ့ယူပါယုံဖြစ်တဲ့ပန်းတိုင်ကိုမြင်တွေ့စေမှာဖြစ်တယ်။ပန်းတိုင်မရှိဘဲပြေးနေရင်တော့အချိန်ကုန်လူပင်ပန်းပြီးဆုံးရှုံးမှုတွေနဲ့ပဲ ရင်ဆိုင်ရမှာဖြစ်တယ်။ဒါကြောင့်ကျွန်ုပ်တို့ရဲ့အသက်တာမှာပန်းတိုင်ရှိပြီလားဆိုတာပြန်လဲစင်ကျင်ရမှာဖြစ်တယ်။ပန်းတိုင်မရှိသေးဘူးဆိုရင်တော့ပိုင်ရှင်ဖြစ်တဲ့ခရစ်တော်ယေရှုဘုရားရှင်မှာမေးရင်တန်ရှင်သောဝိညာဉ်တော်ဘုရားကလမ်းပြတွင်တင်ပေးသွားမှာဖြစ်တယ်။ဘုရားပေးတဲ့ယူပါယုံ ပန်းတိုင်ကို တွေ့ပြီဆိုရင်တော့တမန်တော်ရှင်ပေါလုကဲ့သို့အဆုံးတိုင်အောင် ပြေးဖို့နှိုးဆော်ခြင်းနဲ့တတိယအချက်အနေနဲ့ ယုံကြည်ခြင်းတရားကိုစောင့်ရှောက်ပြီလို့ဖော်ပြထားတာကြောင့်အဲ့ဒီယုံကြည်ခြင်းသည်နှုတ်ကပတ်တော်အပြင်းသာလျင် ဖြစ်ပေါ်လာတဲ့ယုံကြည်ခြင်းမျိုးဖြစ်တယ်။ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းသည်ဘယ်အရာပေါ်မှာအရှိခံတယ်လဲဆိုတာစဉ်းစားဆင်ခြင်ရမှာဖြစ်တယ်။နှုတ်ကပတ်တော်အပြင်းတည်လာတဲ့ယုံကြည်ခြင်းမဟုတ်ဘူးဆိုရင်တော့အခက်အခဲဒုက္ခပြဿနာတွေနဲ့တွေ့ကြုံရတဲ့အခါမှာအရှိန်မရွေးယုံကြည်ခြင်းပြတ်ပြီး ပြိုလဲသွားမှာဖြစ်တယ်။တမန်တော်ရှင်ဘောလူရဲ့အသက်တာမှာသူရရှိထားတဲ့ယုံကြည်ခြင်းတည်နှုတ်ကပတ်တော်အပြင်ရရှိလာတာကြောင့်ဘလောက်ပင်ဆင်းရဲဒုက္ခတွေပြဿနာတွေညင်းပယ်မှုတွေနဲ့တွေ့ကြုံရပေမဲ့ရင်းရိုင်မတွားစေဘဲအစဉ်အမြဲတည်ကစောင့်ရှောက်နိုင်တာဖြစ်တယ်။ကျွန်ုပ်တို့ရဲ့အသက်တာမှာလည်းယုံကြည်ခြင်းတည်နှုတ်ကပတ်တော်အပြင် ရရှိလာသောယုံကြည်ခြင်းဟုတ်သလားဆိုတာ ပြန်လည်စမ်းစစ်စေခြင်းနဲ့ဒီကနေ့ခေတ်ကာလမှာယုံကြည်ခြင်းပြတ်သွားပြတ်ပြသွားတဲ့ယုံကြည်သူတွေအမှုတော်ဆောင်တွေမြောက်များစွာတည်ရှိနေခြင်းသည်နှုတ်ကပတ်တော်အဖြစ်ရရှိလာတဲ့ယုံကြည်ခြင်းမရှိလို့ဖြစ်တယ်။ဒါကြောင့်ခြေတော်မိသားစုများတမန်တော် ရှင်ဘုလူရဲ့ဖျော်ရွေးကောက်ခြင်းရဲ့ရည်ရွယ်ချက်ကိုတည်ရှိနားလည်ပြီးအသက်တာကိုစင်ကျင်ပြီးပြင်ဆင်ခြင်းနဲ့တူဖျားပုံးတော်ထင်ရှားနိုင်သောသူများဖြစ်နိုင်ဖို့ရန် အနည်းငယ်တိုက်တွန်းနှုတ်ဆော်ခွန်အားပေးလိုက်တယ်အားလုံးပေါ်ဖျားကောင်းကြီးပေးပါစေ။